ဆူပရာကအခုတော့ဒါဖိုတို challenge တွေစနေပြီပေါ့နော်ဖိုတို challenge ကိုမှဒီနှစ်ကဒီယောက်ျားလေး main လေးပေါင်းလောက်တာဖြစ်တဲ့အတွက်ဒါသူတို့ couple တွေရိုက်ရတာတွေရှိတယ်ပြီးတော့ surprise အစီအစဉ်တွေလည်းပါတယ်ဒါသူတို့အတွက်အရန် challenging ဖြစ်မဲ့အရာမျိုးတွေကျွန်တော်ပြင်ဆင်ပေးထားတွေ့ရတယ် ရကျတော့ဒါသူတို့အကဲဖြတ်တဲ့ဒိုင်နေရာပေါ့နော်ဒိုင်နေရာနေပြီးတော့ပါဝင် ပြီးတော့မှဒါသူတို့လုတ်သွားတဲ့ဒီရေချင်းတွေပြတ်သားသွားတဲ့အရာလေးတွေပုံမှာလိုအပ်ချက်ရှိသွားတာလေးတွေအဲနောက်ပြီးကျတော့ဒါမှားသွားတာလေးတွေဆိုလို့ရှိရင်ချယ်တို့ပြန်ပြီးတော့တဲ့မှတ်ပေးရတယ်ပေါ့နော် တော့ဒါသူတို့လိုအပ်သွားတဲ့နေရာလေးတွေမရှိရအောင်ဟိုကိုကတော့ဒါကို့အတွေ့အကြုံနဲ့ရင်းနှီးပြီးတော့မှဒါသူတို့လိုက်ပြီးတော့ဖြစ်ပေးပြနေတယ်ဟိုတကယ်လည်းလိုလိုချင်းချင်းရှိပြီးတော့ဒါကိုပြောပြတဲ့အရာလေးတို့တေချာလေးကိုနားထောင်ကြတဲ့အတွက်လည်း cherry PD ဖြစ်ရပါတယ် super နဲ့ပတ်သက်ပြီးတော့ကခုလောဆယ်မှာတော့ super နဲ့ပတ်သက်ပြီးရံမောနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါ dash out ဒီ activity တွေမှာ cherry လည်းပါတယ်။သူတို့ judge လုပ်ပေးရတယ်။ပြီးတော့ကျတော့ဒါသူတို့ lower chat လေးတွေပြောပေးရတယ်ပေါ့နော်။ဆိုတော့ဒါ super ရာဒီလည်းစပြီးဖြစ်တဲ့အတွက်အားလုံးဒါကလေးတွေကိုအားပေးကြပါအောင်။တကယ်အားလုံးကလေ ဟိုဒီ level တွေကမဟုတ်တဲ့သူတွေကတောင်မှအများကြီးဒါတိုးတက်လာအောင်စ조사နေရတွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့တွေတကယ်ဂုဏ်ယူရဲဒါသူတို့ရဲ့ fan တွေလည်းဂျင်းနဲ့နှစ်သက်လိမ့်မယ်လို့ချက်ရတော့မျှော်လင့်ပါတယ် စူပရာကအခုတော့ဒါဖိုတို challenge တွေစနေပြီပေါ့နော်ဖိုတို challenge ကိုမှဒီနှစ်ကဒီယောက်ျားလေးမိန်းကလေးပေါင်းလောက်တာဖြစ်တဲ့အတွက်ဒါတို့ couple တွေရိုက်ရတာတွေရှိတယ်ပြီးတော့ surprise အစီအစဉ်တွေလည်းပါတယ်ဒါတို့အတွက်အရန် challenging ဖြစ်မဲ့အရာမျိုးတွေချေတို့ပြင်ဆင်ပေးထားတွေ့ရတယ်ချေရကြတော့ဒါတို့ကိုအကဲဖြတ်တဲ့ဒိုင်နေရပေါ့နော်ဒိုင်နေရနေပြီးတော့ပါဝင်ပြီးတော့မှဒါတို့လောက်သွားတဲ့ဒီရေချင်းတွေပြတ်သားသွားတဲ့အရာလေးတွေပေါ်မှာလိုအပ်ချက်ရှိသွားတာလေးတွေအဲနောက်ပြီးကြတော့ဒါမှားသွားတာလေးတွေဆိုလို့ရှိရင်ချေတို့ပြန်ပြီးတော့တဲ့မှတ်ပေးရတယ်ပေါ့နော်ဆိုတော့ဒါအကုန်လုံးကလည်းလေးလေးဆဆ ာနဲ့လက်ခံပြီးတော့စ조사ပေးကြတဲ့အတွက်တကယ်လည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒါအများကြီးထွန်းပေါက်အောင်မဲ့အမှုပညာကျယ်ဝင်လေးတွေကိုမြင်ရတဲ့အတွက်လည်းဒါတို့တို့လည်းဝမ်းသာတယ်ဖန်တွေတို့လည်းဝမ်းသာတယ်ပေါ့နော် 음 cherry နေနေကကြတော့အဓိကသူတို့ကိုအကဲဖြတ်တယ်ဆိုတာထက်ပေါ့เนาะဒါဟို cherry ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေဟိုဘက်မှာဒါ low at the skills လေးတွေကိုဒါသူတို့လည်းရှိလာအောင်လို့ cherry ကဘေးနာနေရနေဒါကိုယ့်ရဲ့ experience တွေအတွေ့အကြုံတွေကိုပြောပြတာလောက်ပဲပေါ့เนาะဆိုတော့အရန်ကြီးအကဲဖြတ်တာမျိုးတော့ cherry ကမလုပ်ပါဘူးဟိုလိုအပ်ချက်ရှိသွားတဲ့နေရာလေးတော့ cherry ဘက်ကဖြစ်ပြီးဖို့တာဝန်ရှိတယ်ထင်လို့ cherry အဲ့ဒါလေးကိုတော့သူတို့ဖိပြီးတော့ဒါ push လုပ်ပေးပြည်တယ်ပေါ့เนาะဒါ main key တွေရောယောက်ျားလေးတွေရော local မှာဆိုလို့ရှိရင်တော့ဒါအများကြီးထူးခြားတာပေါ့ဒီရှင်းနေ့ တုံးကဆိုလို့ရှိရင်ဒါယောက်ျားလေး main ကလေးတက်တက်ပေါ့နော် organization တွေမတူဘူး organizer တွေကွဲလွဲတယ်ဒီနှစ်မှာတော့ဒါအကုန်လုံးပေါင်းပြီးတော့စုစုစည်းနဲ့ကျင်းပတယ်ဟိုဘက် organization ကလည်းဒါကိုလိုချင်တာဖြစ်တဲ့အတွက်ဒါအားသာချက်ရှိတယ်ပေါ့နော်ပြီးတော့ကျတော့ဒါမိဘကလည်းလုံးဝ supporting အပြည့်အဝပေးမှာဖြစ်တဲ့အတွက်ဒီနှစ်ကလေးတွေကအဲရှင်းနှစ်တရားထက်အများကြီးလဲကံကောင်းတယ်အများကြီးလဲအခွင့်အလမ်းတွေရမယ်လို့ချက်ရအောင်ယုံကြည်တယ် အဲ cherry အမြင်ရပုံမှန်လင်းလင်းပြောရရင်တော့လိုဝဲချက်လေးတွေတော့များပါသေးတယ်။ဟို cherry လည်း perfect ဖြစ်တဲ့အထဲမှာတော့မပါပါဘူး။ဒါပေမဲ့ supra ရဲ့ခေါင်းစဉ်အောက်မှာတော့ဒါလိုအပ်သွားတဲ့အပိုင်းလေးပေါ့နော်။တချို့ကဒါတော်တော်လေးကောင်းတာတွေ့ရတယ်။ဒီဘက်မှာကောင်းရင်ဟိုဘက်မှာအားနေနေတာမျိုးလေးပေါ့နော်။ဟိုလူတိုင်းကတော့ပြည့်ပြည့်စုံနေဆိုတာတော့မရှိမလဲ။ဆိုတော့ဒါတို့တို့လိုအပ်သွားတဲ့နေရာလေးတွေမရှိရအောင်ဟိုကိုကတော့ဒါကို့အတွေ့အကြုံနဲ့ရင်းနှီးပြီးတော့မှဒါတို့ကိုလိုက်ပြီးတော့ဖြည့်ပေးဖြစ်နေတယ်။ဟိုတကယ်လည်းလိုလိုချင်းချင်းရှိပြီးတော့ဒါကိုပြောပြတဲ့အရာလေးတို့တေချာလေးကိုနားထောင်ကြတဲ့အတွက်လည်း cherry pd ဖြစ်ရပါ पा रहे हैं cherry ကိုပိုင်ယူဆရပြောရမယ်ဆိုလို့ရှင်เนาะဒါအကောင်းဆုံးကိုဘက်ကပြင်ဆင်သွားတဲ့အထဲဒီမှာပေါ့เนาะဒါဟိုကိုရဲ့ makeup တွေ self makeup လုပ်နိုင်သလား self hair do လုပ်နိုင်သလားပြီးတော့ကြတော့ဒါဝစ်စားအဆင်မပြေရင်တောင်မှကိုဘလို့ဖြတ်ထိုးညံတဲ့အစားထိုးပြီးတော့ဒီအချိန်ခဏလေးတွေ့မှာပြန်လဲပြီးတော့ပြင်ဆင်မလဲပေါ့เนาะအဲဒီຢာတွေအားလုံးကိုလေ့ကျင့်ထားသင့်တယ်လို့ cherry ကတော့ယူဆတယ်ပေါ့เนาะဒီခုနောက်ပိုင်းမှာဆိုလို့ရှင်လဲဒါကလေးတွေကဒီ mindset ကိုရအောင် cherry ကိုသွင်းရမှာပေါ့เนาะဘာလို့လဲဆိုတော့ဒီ supra မှာဆိုပို့ဆိုးတယ်ပေါ့เนาะဘာလို့လဲဆိုတော့ဒီ supra ပုံစံအထိအဝေး ီးသွားရတာဖြစ်တဲ့အတွက်ဒါနောက်ကနေတော့ makeup ဆရာတွေ၊ seven ဆရာတွေ၊ designer တွေခေါ်သွားဖို့ဆိုတာတော်တော်လေးခဲယဉ်းပါတယ်။ကိုတောင်မှဒီပစ္စည်းပစ္စယတွေနဲ့ရောက်အောင်မနှဲသွားရတာပေါ့နော်။ဒါဟိုဘယ်လိုပြောရမလဲဒီ international အာဘယ်လိုပြောရမလဲသွားတာကိုအတွေ့အကြုံနည်းတဲ့သူတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ခက်ခဲတွေ့နိုင်တယ်ဆိုတော့တဝူးတယောက်တည်းသွားရမှာပို့ပြီးတော့ chance များတဲ့အတွက်ဒီတဝူးတယောက်တည်းမှာကိုအားကိုကူးပြီးတော့လုံနိုင်ဖို့အရန်ရေးကြည့်ပါတယ်ဟိုမှာဆိုလို့ရှိရင် cherry အတွေ့အကြုံနဲ့ရှင်ပြီးပြောရရင် ကို့ makeup ကိုကောင်းကောင်းလိမ့်တတ်ဖို့လိုတယ်ပေါ့နော်ဒီသပင်းဆိုလို့ရှင်လည်းအတူတူပဲကိုဘက်မှာကကြတော့ဒါပြိုင်ပွဲဝင် နေအများကြီး80ကျော်80လောက်ကိုဒါသူတို့မနိုင်ဘူးဝင်လင်းပြောရရင်เนาะ makeup မနိုင်ဘူးဟိုသပင်းလည်းမနိုင်ဘူးဆိုတော့ဒါ ကိုမိတ်ကပ်ကိုကိုနဲ့ live ဖတ်ဆုံး look ကိုကိုပြင်တတ်အောင်ပိုင်နိုင်အောင်တော့လုပ်ထားတင်တဲ့လူချယ်ရီကတော့ယူစားတယ်ဒါမှသာဟိုဘက်မှာဒါလော်လော်ကူကူနဲ့ဒါဖြတ်တန်းနိုင်မှာဖြစ်တယ်မဟုတ်လို့ရှင်တော့ဒါဟိုဘက်မှာဒါကိုက pressure ကြီးတစ်ခုဖြစ်နေမှာမလွယ်မသွေပါပဲလို့ဒါကြောင့်မလို့ self make up လေးတွေပြီးတော့ကျတော့ဒါဝင်စားကိုပါသားကိုဝစ်တာအစဟိုအခန်းပေါ်ရှိတယ်ဆိုပေမဲ့လည်းရံဖန်ရံကမှာဖြစ်တတ်ပါတယ်ဆိုတော့ အသေးစိတ်ကိုတော့ချယ်ရီမပြောတော့ဘူးရံဖန်ရံကမှဖြစ်တတ်ပါတယ်ခန်းပေါ်နဲ့အဆင်မပြေတာပဲဖြစ်အဲ့ဒီအခါမှာကိုအားကိုကိုပြီးတော့လုံနိုင်အောင်လို့ပေါ့နော်ခုကလေးကဒီယာတွေကစအသေးမွားလေးကစပြင်ဆင်သွားနိုင်တော့အကောင်းဆုံးပါလို့ဟုတ်ဒီနေ့ကတော့ဒါဟိုစိတ်လှုပ်ရှားရှားကောင်းတဲ့ episode တွေနဲ့ကိုလာမှာဆိုတော့ဒါပြိသက်ကြီးလည်းကြည်ရင်းနဲ့ဒီ surprise ရဲ့အပိုင်းတိုင်းအပိုင်းတိုင်းမှာစိတ်လှုပ်ရှားမှုမြင့်တက်လာမယ်လို့တော့ cherry ကတော့ယူဆတယ်။အဲနောက်ပြီးကျတော့ပြိုင်ပွဲဝင်လေးတွေကလည်းတော်တော်လေးစူးစမ်းထားတာတွေ့ရတယ်။ပြီးတော့ကျတော့ဟိုဒီနေ့မှာ အရန်လဲလှကြရဲမင်းကြီးရေဆိုလဲ body beauty အကုံစင်ပြေတယ်ယောက်ျားလေးရေဆိုလို့ရှင်ဒါအလုံးမြင်တဲ့အတိုင်းပဲ strong ဖြစ်တဲ့ candidates တွေနဲ့ပေါ့နော်ဒါချယ်ရီတို့စတင်ပြီးတော့တွေ့ရပြီဆိုတော့ဒါဒါပေမဲ့ cherry စိတ်ပူတာလေးတခုကသူတို့ခေါင်းထဲမှာဘာတွေထည့်ထားမလဲဘာတွေပါလာလဲ super နဲ့ပတ်သက်ပြီးဘလောက်ထိဒါကိုယ့်ကိုယ်မြုံနှံပြီးတော့ဟိုဒီတိုင်ဝဲအပေါ်မှာအာယုံစိုက်ထားလဲဆိုတော့ super chat လာတဲ့ခါကျတွေ့ရပါပေါ့နော် super chat ကတော့ခုတိမလာသေးဘူးဆိုတော့အားလေးတို့ရင်ခုန်စွမ်းနဲ့စောင့်မျှော်နေပါတယ်